ိုင်းနိုင်ငံမဲဆောက်မြို့ရောက်မြမចောင်းသားတွေအတွက် EME စာတင်ចောင်းကနေ GED စာတင်နှန်းကိုတော့မေလ9ရက်နေ့ကနေစတင်ဖွင့်လှစ်နေပြီးចောင်းသားအသစ်တွေကိုခေါ်ယူနေရလို့သိရပါတယ်မောင်ဒူးသတင်းပေးပို့ထားတာပါရှင်ဟုတ်ကဲ့ပါမဲဆောက်ရောက် CDM မိသားစုတွေကသားသမီးတွေစစ်မှုထမ်းဥပဒေကြောင့်ထပ်ထွက်လာကြတဲ့ចောင်းသားအရွယ်လူငယ်တွေအတွက်ရည်ရွယ်ပြီး EME Educare for မြမ Education စာတင်ចောင်းကနေ GED တန်းတွေကို သင်ကြားပေးနေတာပါဟုတ်ကဲ့ကျွန်တော်ဒီဂျီတွေဖွင့်ရတဲ့အကြောင်းတရားကတော့ဒီမှာရောက်လာတဲ့ဟာပေါ့နော်ဒီကလေးတွေကဒီဂျီတွေပြီးမှပဲကျွန်တော်တို့ကအခြားတက်ကိုတက်လို့ရမှာပေါ့နော်ပြောချင်တာကဟိုကျွန်တော်ဒီဂျီတွေမှာဘီဒီမှုဆိုတက်လို့ရတယ်ဆစ်ဆေးရှောင်းတွေရောနိုင်ငံပြည်ပကကြောင်ရောက်လာတဲ့ကလေးတွေတက်လို့ရတယ်ဂျီတွေဖွင့်ရတဲ့ရွေးချက်ကတော့ကျွန်တော်တို့ညီမကြီးမှာဒီကလေးတွေကထက်တန်းအောင်လာပြီလို့ရှိရင်ရောဖယ်သွားကြမလဲလမ်းပြောင်းနေတယ်ပေါ့နော်အဲ့ဒါဒီ မဲဆောက်မှာဆိုပိုဆိုးတယ်ကလေးတွေက migrant ကအများဆုံးကျွန်တော်တို့က content ရှင်းတဲ့မဲ့တင်နိုင်မယ်ကြာတော့ကျွန်တော်ဂျီဒီဖွင့်ရအကြောင်းကဂျီဒီပြီးသွားလို့ရှိရင်ကျွန်တော်တို့ပတ်စံရှင်းပြီးပါဆိုလို့ရှိရင်တော့ထိုင်းယူနီဘာစီတွားလို့ရတယ်တကယ်လို့ပတ်စံမရှိလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ scholarship တွေလျှောက်ပေးလို့ရပါတယ်ဗျာဒါကြောင့်မို့သူတို့ရဲ့အနာဂတ်တွေမပြအောင်တော့ကျွန်တော်ဂျီဒီ program ကိုဖွင့်ပေးရပါဒါကကြောင့်မဲဆောက်ကိုရောက်နေပြီးကျောင်းမနေရသေးတဲ့လူငယ်တွေအတွက်ပညာသင်ခွင့်ရရှိရေးအခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်ဒီဒီဘက်မြန်မာနိုင်ငံကကလေးတွေပေါ့တော်တော်များ ဒီဘက်ကိုရောက်လာတဲ့ကလေးတော်တော်များလမ်းစားပြောင်းနေဆိုလို့ရှိရင်ကျွန်တော်တို့စီမှာလာပြီး join ကြည့်ပါလို့ကျွန်တော်တို့ကအသက်နိုင်ဆုံးတော့လမ်းကြောင်းရင်းတက်ပြပါမယ် project မှာလေခင်ဗျာဥစ္စာဆုံးသူတို့ကြီးတည်ပြီးတော့မယ်တက်ကလို့တစ်ခုလောက်တက်ထားမယ်ဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာဟိုအလုပ်ချမ်းလည်းမလုပ်ရဘူးပေါ့နော်ဟို company ပဲဝင်ရှောက်မယ်ဆိုလို့ရှိရင်လည်းလစာကောင်းကောင်းလေးနဲ့နေနိုင်အောင်လို့ရည်ရွယ်ချက်နဲ့လုပ်ထားပေးတာပါတစ်ချိန်မှာသူတို့နိုင်ငံမြန်မာနိုင်ငံပြန်လာခဲ့လို့ရှိရင်လည်းပြင်ပြီးတော့မှဟိုပါပေါ့နော်အထောက်အကူပြုနိုင်တာပါဒါမှမဟုတ်ဆိုရင်ပါကြနောက် exercise လေးတွေပြီးပါလို့ရှိတာ ဒီကတည်းကဒီလိုအခက်အခဲတောင်းမှလုပ်ချင်တယ်လို့ပြောလို့ရှိရင်တော့ဒီဟာလေးစာရွက်တိုင်းတောင်းကြောဒါတင်ဆိုတော့ဒီကပြောရရင်တော့ဟိုကျွန်တော်တို့လူတွေကြတော့ဟိုပညာရေးတော့ရည်ကြီးပါရဲ့အဲ့ဒီမှာဒီလိုနဲ့အဲဟိုပြည်မှာနိုင်ငံရေးပိုင်းမှာဟောဟိုဒီလိုဒီပိုင်းမှာလာပြီးတော့ပညာရေးပိုင်းလာတဲ့ဟောမဂနီဆီယမ်ကယ်လစီယမ်ဘူရိုနတ်ထရိုဂျီအောက်ဆီဂျင်ဟုတ်ကဲ့ ျွန်တော်ကျွန်တော်ဘာတွေကြိုးပြန်ပြုတ်မလဲဆိုတော့မြန်မာပြည်တိုးတက်လာပြီဆိုလို့ရှိရင်ကလေးတွေအတွက်ပြောပြန်လဲတူတော်ရင်းလှုပ်တဲ့အခါမှာပညာရေးနဲ့ပတ်သက်ပြီးတော့စွမ်းကုန်ကြိုးစားပေးမယ်လို့ပြောလင်းထားပါစဉ်းစားထားပါ EME စာတင်ကြောင်းကို2024ခုနှစ်ဒီဇင်ဘာလကစတင်တည်ထောင်ထားပြီးအခုနှစ်အတွက် GD ပရီ GD တင်နန်းဒီကို မေလ9ရက်ကစ ဖွင့်လှစ်တင် जा ပေးနေတာပါခမကျွန်တော်မောင်တူးပါလူတွေဒီလေပြည်စံ